เนาะအခုဆိုရင်ဒီလိုပဲ Women Online เนาะ Women Online ကဖွဲ့စည်းပေးထားသောဒီ UC Commission ရဲ့ဥက္ကဋ္ဌအဲဒီ Commission ကလည်းကြီးလိုက်မယ်ဘယ်ကောင်ကတော့ဖြစ်เนาะငါတို့ကိုအခုံးကြီးရှင်နိုင်တယ်ပလင်းတူဘူးဆိုပဲထည့်မယ်တော်သေးတာပေါ့ PP PP ပါတီလာပါနေလို့တော်သေးတာပေါ့เนาะအဲစစ်တစစ်တနဲ့ကာရာအိုကေဆိုမဲ့ပါတီနဲ့เนาะအစစ်တပ်နဲ့ပေါင်းလိုက်လို့ရှိရင်ငါတို့ကစစ်တပ်ကဘယ်လိုခေါ်မလဲဆိုတော့ငါတို့လည်းစစ်တပ်စစ်တပ်လည်းငါတို့ပဲခေါင်းနေနော်ငါတို့နှစ်ယောက်ပေါင်းလိုက်လို့ရှိရင်စိုးရွားခွဲလို့ရပြီ ခြေခံဥပဒေကိုကလှုပ်ထားကြတဲ့ကစစ်တပ်က25ရာခိုင်နှုန်းယူမယ်စစ်တပ်ရဲ့ကိုပွားကိုပွားပါတီက25ရာခိုင်နှုန်းယူမယ်90ရာခိုင်နှုန်းနောက်နောက်တစ်တယောက်ဘယ်ပါတီရဘယ်ကောင်မှမကုတ်ဆွဲပြီးတော့ထည့်မယ်အထည့်လိုက်လို့ရှိရင်ဒါကလည်း majority ရပြီဆိုပြီးတော့အစိုးရဖွဲ့လို့ရပြီဆိုတဲ့ဇယိုက်နဲ့တို့ကစီစဉ်ထားတာဖြစ်တယ်ခြေခံဥပဒေကဒီဇယိုက်ဖြစ်နေတာအဲ့ဒါကြောင့်မို့လဲအခါကြတော့ကျွန်တော်တို့ကပြည်သူဘက်ကလည်းနားလည်ပေးရမှာဟုတ်တယ်လေသူ့စကားတစ်ခေါက်မှဒီပုံကိုယ်တွေပြောတဲ့စကားတစ်ခေါက်မှပဲဘာနဲ့လားဆိုတော့အဲ့စကားမျိုးပြောလိုက်တဲ့အခါ အဲဘယ်လိုခေါ်မလဲဆိုဒီပါတီကဘာဖြစ်သွားပြီဆိုတော့ proxy party ဖြစ်သွားပြီစစ်တပ်ရဲ့ proxy party ဆိုစစ်တပ်ကတိုက်ရိုက်အုပ်ချုပ်လို့မကောင်းလို့ကိုဘွားဖွဲ့ပေးထားတာ။ဘာကြောင့်လဲဆိုဒီပါတီရဲ့မူဝါဒကစစ်တပ်မူဝါဒစစ်တပ်မူဝါဒကလည်းဒီပါတီရဲ့မူဝါဒပဲ။အဲ့တော့သူတို့နဲ့ပါလာလို့ရှိရင်တော့ဒီနစုခြေခံဥပဒေနဲ့နော်အခင်းချင်းဒီဇက်ခင်းပေါ့ဒီဇက်ညိုးစရာရေးတာကလေးကစစ်တပ်ကလည်း25ရာခိုင်နော်နော်ပြီးလို့ရှိရင်ဒီပါတီကလည်းရနိုင်တယ်များတင်ကြုံယူမယ်။အဲ့ဒီနှစ်ခုပေါင်းလိုက်တာနဲ့နေမယ်ကျွန်တော်တို့က ဘယ်လိုဟောမလဲဆိုတော့လောင်ချင်းချီကဥပဒေရဲ့စစ်တပ်ပါတီရဲ့စစ်တပ်ရဲ့ပေါင်းလာလို့ရှိရင်တွားပြီတတလုံးပဲအစိုးရမတက်လို့မရဘူးဒီအစိုးရပဲတက်မှာအခုဆိုပို့ဆိုတာပေါ့အဲကျွန်တော်တို့ဒီအချိုးကျစနစ်တွေနဲ့တွားမှာဆိုတဲ့ခါကြတော့အဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးเนาะကျွန်တော်တို့မြန်မာနိုင်ငံမှာတန်ရှင်းစေချင်တယ်ဒီမိုကရေစီရလျှောက်လမ်းမဲ့အခါမှာအခုအဲ UEC လောက်တဲ့ပုံစံပေါ့မနေ့လာတဲ့နေ့ပြောဆိုတော့စန့်ကျင်ဘက်ဖြစ်လောက်တဲ့သူတွေဟောမဆိုအန်နဲ့ အန်အဒီဆိုလို့ရှိရင်အညွန့်အညောက်တောင်မချံဘူးဆိုတော့ဇရိုက်မျိုးကိုသွားတွေ့နေရတယ်။သူ့အတူပရိုဂရမ်ဆိုတော့ဟိုဟာတွေထောက်ပြဒီဟာတွေထောက်ပြတော့ရှိမှာပေါ့ဗျာနော်။ထောက်ပြနေစိုးစီထောက်ပြလေ။ဟုတ်တယ်မလား။အနီးအနားမှာတိတ်ပြီးထောက်ပြတယ်။ဟဲ့ဒီပုံစံမျိုးတွေကြတော့အဲတော်တော်လေးတော့လုံလုံးတာပေါ့ဗျာနော်။